ချီချူးတလလိုနဲ့အထင်သေးကဝေဖန်နေတဲ့သူတွေကိုအမဖြစ်သူနဲ့ရန်တွေ့ခံလိုက်တဲ့ဖြဖြူထွေးအလုံးမင်းကလာပါဗမစ်နောင်ကနေကျွတ်စလိုက်ပါတယ်ဖြဖြူထွေးကပြီးခဲ့တဲ့ရက်မှာဂျက်စတင်ဘီဘာရဲ့ baby တချင်းကို cover ပြန်ဆိုခဲ့တာပေါ့ baby တချင်းဟာတချင်းတုန်းကပေါက်ခဲ့တဲ့တချင်းတစ်ပုဒ်လည်းဖြစ်တယ်လို့မြန်မာနိုင်ငံကပရိသတ်တွေကြားမှာလည်းရေပန်းစားနေတာပေါ့ဖြဖြူထွေးကတချင်းတစ်ပုဒ်လုံးကိုစိုးပြတာမဟုတ်ဘဲ rap အပိုက်ကိုသာဒီတန်းစိုးပြခဲ့ပါတယ် rap ကိုအပီပြင်းစိုးနေခဲ့တဲ့ဖြဖြူထွေးကိုတချို့ page တွေနဲ့ media တချို့က Justin Bieber ထထောင်ပို့ကောင်းနေဆိုပြီးပြောဆို 이제 라방. မူရင်တချင်းထက်တောင်ကောင်းတယ်လို့ရေးတင်နေကြတာပေါ့မူရင်ဆိုတော့ထက်တောင်ကောင်းတယ်လို့ပြောကြတဲ့အပေါ်မှာလူအများကလည်းအမြင်မကြည်ပဲဝင်ကဝေဖန်နေကြပါတယ်ဂျက်စတင်ဘီဘာထက်ကောင်းလို့ကဘာချုံအဆိုတော်ကြီးဖြစ်တော့မှပေါ့ဆိုပြီးပြောဆိုနေကြတာပေါ့ချီချူးတလို့နဲ့ဝေဖန်ခံရအောင်လုပ်တဲ့အပေါ်မှာဖြစ်ဖြစ်ထွေးခါစိတ်ဆိုးတာကြောင့်သူ့အကောင်ကနေတင်လာခဲ့ပါတယ်သူတယောက်တည်းမဟုတ်ဘဲအမဖြစ်သူကိုပါခေါ်ကချီချူးတလို့နဲ့ဝေဖန်နေတဲ့သူတွေကအမဖြစ်သူနဲ့ရန်တွေ့ခိုင်းခဲ့တာဖြစ်ပါတယ်ဖြစ်ဖြစ်ထွေးရဲ့အမဖြစ်သူကလည်းခုလိုဝေဖန်ခံနေရတဲ့အပေါ်မှာအဆင်မပြေကြောင်းရှေးကနေပြောပြ ေးလာခဲ့တာပေါ့ဖြစ်ဖြစ်ထွဲကိုရင်းက Justin Bieber ထက်ကောင်းတယ်လို့လည်းမပြောခဲ့သလိုကောင်းပါတယ်ဆိုပြီးဂုံမစာနေဘူးလို့ရှင်းလာခဲ့ပါတယ်ဝေဖန်ခံရမှာကိုချိုတိတာကြောင့်သူ့အနေနဲ့အပြော်တမ်းသီဆိုထားတာပါဆိုပြီးတော့ရှင်းပြခဲ့တာပေါ့ပေမဲ့ချီကျူးသလိုနဲ့ဝေဖန်ခံရအောင် ပြောနေကြတဲ့စကားတချို့ကြောင့်ဖြစ်ဖြစ်ထွဲကအင်္ဂလိပ်သချင်းလေးတစ်ပုဒ်ဆိုတတ်တာကိုအောက်ခြေလွတ်နေပြီလို့ပါပြောဆိုခံနေရတာကြောင့်ဖြစ်သည့်မှုဆိုပြီးအမဖြစ်သူကပြောလာခဲ့ပါတယ်ဖြစ်ဖြစ်ထွေးပတ်ဆက်ကနေဘယ်တော့မှမပြောဘူးတဲ့ဇာတ်ရည်ကိုသတိမှမလွှင့်ကြဖို့လေတောင်းဆိုလာခဲ့တာပေါ့။ဒါအပြင်စ ဆလီနာနဲ့တွေ့ရလို့လည်းဖြည်းဖြည်းထွေးကမပြောဘဲပြောနေဆိုပြီးပြောနေတာတွေကိုလည်းရှင်းလာခဲ့ပါတယ်။ငါညမကိုတစိတ်ကိုတအိတ်လုပ်ပြီးပြောနေကြတာဒီမခံနိုင်တော့ဘူးဆိုပြီးအမဖြစ်သူကရှေ့ကနေကောက်ခဲပေးလာခဲ့တာပါ။ ဖြစ်ဖြစ်ထွေးကမကြခဏဆိုသလိုပွဲဖြစ်နေသူဖြစ်တာမို့ပရိသတ်တွေကမှပွဲအရှာနိုင်ဆုံးဆယ်လီဆိုပြီးပါနမည်တက်ခံနေရပါတယ်ဖြစ်ဖြစ်ထွေးကမဖြစ်သူကိုအကောကနောက်ကနေပြောပြောဆိုပြီးရည်စရာကောင်းတဲ့ပုံစံလေးနဲ့ဗီဒီယိုကိုတင်လာခဲ့တာပေါ့အမဖြစ်သူရန်တွေးနေပေမဲ့လည်းလူအများကတော့သူတို့နှစ်ယောက်ရဲ့အပြုမှုလေးကိုချစ်ကသဘောကျနေကြတာဖြစ်ပါတယ်ရန်တွေးတာတွေကိုလည်းဂယုမဆိုင်မီတော့ပဲပရိသတ်တွေကတော့ဖြစ်ဖြစ်ထွေးကဟာတန်လို့ပြနေတာလားလို့ထင်နေကြတာပေါ့ဖြစ်ဖြစ်ထွေးကဟာတန်ညံရှင်တာကြောင့်ဘာပဲလို့လို့ရည်စရာကောင်းတယ်လို့ဖြစ်နေတာပေါ့ပ ရသက်တွေကလည်းသူမရဲ့အပြုတ်မှုကိုကြည့်ကသဘောကျနေကြရပါတယ်။ဒါအပြင်ဖြည်းဖြည်းထွေးလို့မိသားစုကတယောက်ကိုတယောက်ကောက်ခွဲကရန်ကိုစီလုံးကြတာပါ။ နှစ်ပိုင်းအတွင်းမှာကြီးပွားချမ်းသာကအောင်မြင်လာရတာကလည်းနောက်ွယ်ကနေစပုတ်အပြုတ်ဝပေးနေတဲ့မိသားစုကြောင့်ဆိုရင်လည်းမှမပါဘူး။အကိုရင်းအမတွေကဖြူဖြူထွေးရဲ့မန်နေဂျာဆိုရင်လည်းဟုတ်တယ်လို့ကားဒရိုက်ဘာနဲ့လွတ်တာမှန်သမျှကိုစီတောင်းဝင်ယူထားကြတာပေါ့။ဒစိမ့်ဆိုလို့မိတ်ကပ်ဆရာတယောက်ထဲတာပါပါတယ်။ဒါတောင်အမဖြစ်သူကမိတ်ကပ်ပညာကိုမသိဉာဏ်နိုင်တဲ့အတွက်မိတ်ကပ်ဆရာတယောက်ခေါ်ထားရတာပေါ့။ဂျော်ညာရှူတင်တွင်တဲ့တချင်း MTV တွေရိုက်ဖို့အတွက်လည်းကိုပိုင်ကင်မရာဝယ်ထားကောင် အကိုအကြီးကပဲရိုက်ပေးနေတာဖြစ်ပါတယ်။ဝေဖန်ခံရတဲ့အချိန်တွေဆိုရင်လည်းအခုလိုပဲအကိုရင်းအမရင်းနဲ့ဆွေမျိုးသားချင်းတွေကဝန်းရံကာကွယ်ပေးထားတာမို့ဖြစ်ဖြစ်ထွေးကစိတ်တက်ခွန်အားအပြည့်ရှိနေရတာပေါ့။စီလုံးကြတဲ့ဖြစ်ဖြစ်ထွေးတို့မိသားစုကိုအားကျလာဆိုတာပြပြခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။